မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 14ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းရင်းမာပင်ခရိုင်ပလဲမြို့နယ်အတွင်းတိုက်ပွဲဟာဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းအထိကိုပြင်းထန်နေဆဲဖြစ်ပြီးတော့စစ်ကောင်စီဘက်ကအင်အားတွေဖြည့်တင်းနေကလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်9နာရီခွဲခန့်ကနေပြီးတော့9နာရီ40မိနစ်ခန့်အထိကိုစစ်ကောင်စီက Jet Fighter Mi-35 လေယာဉ်တွေနဲ့စက်3ချိန်ပလဲမြို့ပေါ်နဲ့ကြေးရွာတွေဘက်တွေမှာဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံအမျိုးသမီးတူကပြောပါတယ်လက်ရှိမှာပလဲမြို့မြာသိန်းတန်ဖျားဓမ္မယုံပြက်စည်းကငပီရင်ဖုံကြီးကြောင့်လဲမီးလောင်နေတယ် လိုစီးပွားရေးဘဏ်ဈေးရုံနဲ့တိုက်တချို့ပြိုကျပျက်စီးကဒီမနက်အတွင်းမှာဒေသခံပြည်သူတေဆုံးသူ၈ဦးခန့်ရှိရှိခဲ့ပြီးတော့ အလောင်းတွေကိုတော့မကောက်ရသေးဘူးလို့ဆိုပါတယ်ဒီမနက်7ခွဲလောက်မှာစစ်ကောင်စီဘက်က MI70 လေယာဉ်နဲ့အင်အား30ကျော်ကိုပလဲမျိုးပေါ်မှာရှိတဲ့ထွေးအုပ်ရုံးအနီးကိုလာချသွားတယ်လို့သိရပါတယ်ဘုံနဂါးဦးဆောင်တဲ့ BNI တပ်ဖွဲ့ဝင်တွေဘက်ကလည်းစစ်ကောင်စီတပ်အဓိကအခြေပြုရာထွေးအုပ်ရုံးအပါဝင်တပ်စခန်းနေရာတွေကိုပိတ်ဆို့ထားပြီးတော့ drone နဲ့ဘုံကျဲတိုက်ခိုက်တာတွေနဲ့လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့ရင်းမာပင်ခရိုင်တိုင်ရင်တဆယ်ကရဲဘော်ပေကပြောဆိုထားပါတယ်စစ်တပ်ကလေယာဉ်နဲ့အင်အားတွေထပ်ဖြည့်တယ်ရုံးတွေကအလံဖြူထောင်းတာတွေရှိတယ်လို့ရဲဘော်ပေကပြောပါတယ် ထွေဩရုပ်အတွင်းနဲ့ကနိုဗမ်ဘာလ14ရက်နေ့ဒီကနေ့မနက်ပိုင်းမှာအလံဖြူထောင်းတာကိုတွေ့မြင်ခဲ့ရပြီးတော့စစ်သားရဲနဲ့နန်းစီဒီယံဝန်ထမ်းတွေတဲကဘသူအလံဖြူထောင်းလဲဆိုတာကိုတော့ကွက်ကွက်ပြပြမမြင်ခဲ့ရဘူးလို့ဆိုပါတယ်တိုက်ပွဲကိုရင်းမာပင်ခရိုင်တပ်ရင်း10နဲ့အတူအခြားတပ်ရင်းတွေကလည်းကုညီတိုက်ခိုက်ဖို့အတွက်ဝန်းရံစောင့်ကြည့်နေကြတယ်လို့သိရပါတယ်ဒါအပြင်တိုက်ပွဲအတွင်းမှာအာရခတပ်တော် AA ကတပ်သားတွေလည်းပါဝင်ဆင်နွှဲနေတယ်လို့တရင်အမားတွေထွက်ပေါ်နေပြီးတော့ဒီတရင်တွေကြောင့်ပြည်သူတွေအန္တရာယ်ဖြစ်မှာကိုစိုးရိမ်နေတယ်လို့ BNI ရဲ့တရင်နဲ့ပြန်ကြားရေးဌာနက ရဲဘော်မင်းရဲမန်ကပြောဆိုထားပါတယ်ဒီလိုမျိုးသတင်းအမှားတွေစိုက်ဝါးတွေပေါ့နော်သတင်းအမှားတွေကြောင့်စစ်ကောင်စီဘက်ကနေပြီးတော့စစ်ရေးဖိအားတွေပို့ပြီးတော့ပေးလာနိုင်တာပေါ့ဂျားတွေကကျွန်တော်တို့ရဲ့ပြည်သူတွေအသက်အန္တရာယ်ပို့ပြီးတော့ကြီးမားလာနိုင်တဲ့ ပို့ပြီးတော့ထိခိုက်နိုင်တယ်ဒီလိုမျိုးတွေကြောင့်မလိုလားတဲ့ NLA တွေများလာနိုင်တယ်လို့ပြောဆိုထားပါတယ်။သခိုင်းတိုင်းပလဲမျိုးပေါ်ကရဲစခန်းထွေးဥယုံနဲ့လျက်စစ်ယုံအပါအဝင်ဌာနဆိုင်ရာယုံတချို့ကိုဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA နဲ့ပူးပေါင်းတပ်တွေက November လ17ရက်နေ့မနက်၄နာရီခန့်မှာစတင်ပြီးတော့စီးနင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။ November လ17ရက်နေ့မနက်9နာရီကျော်ကစတင်ပြီးတော့10နာရီကျော်အထိပလဲထွေးဥယုံလျက်စစ်ယုံနဲ့ပလဲမျိုးပေါ်ရက်ွက်တေးကိုစစ်ကောင်စီတပ်ကပေါင်900ဘုံအလုံးကြီး20ကျော်ချဲချတိုက်ခိုက်ခဲ့တာကြောင့် လဲမျိုးလျက်စစ်မြို့နယ်မှာဥကြော်ဆန်းတိတ်ဆုံးခဲ့ပြီးတော့ထွေအုပ်ဝင်းနှန်းမမျိုးဦးနဲ့တားဖြစ်သူတို့လည်းတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အဲ့ဒီနေ့နေ့လယ်ပိုင်းမှာလည်းပလဲမျိုးပေါ်ရက်ကွက်အနီချေးပါတွေကိုလေချောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ9ဦးတိတ်ဆုံးခဲ့ရတယ်လို့ပလဲပါအဖတာဝန်ကပြောဆိုထားပါတယ်။အလားတူပဲနိုဝင်ဘာလ12ရက်နေ့မနက်ပိုင်းမှာလည်းလေချောင်းတိုက်ခတ်မှု၃ချိန်ပြုလုပ်ခဲ့ပြီးတော့ပလဲမျိုးပေါ်ရက်ကွက်နဲ့ချေးရွာ12ရွာခန့်ကပြည်သူတထောင်ကျော်ဟာစစ်ဘေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။နိုဝင်ဘာလ13ရက်နေ့မှာလည်းတရအူးလေတက်ကနေတက်လာတယ်။ Jet Fighter 6စီးနဲ့ MI-35 ဒဇီတို့ဟာမနက်9:40မိနစ်ကနေပြီးတော့ညနေ4:00ခွဲအထိကိုလေကြောင်းတိုက်ခတ်မှုအကြိမ်ရေ30ပြုတ်လွတ်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာတေဆုံးသူ10ဦးထက်မနည်းရှိနေပြီလို့ကနအူးသိထားရပြီးတော့တိုက်ပွဲနောက်ဆက်တွဲအခြေအနေနဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ထိခိုက်တေဆုံးသူဘယ်နှယောက်ရှိနေပြီလဲဆိုတာကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကျန်းဖတ်စိတ်ကောင်းဆောင်မင်းအွန်လိုင်းကိုလေးစိတ်မှာတွားချို့တဲ့မင်းသားရန်အောင်ရဲ့ ရန်ကင်းကနေအိမ်ကိုပြင်းအားပြောတဲ့မိုင်းနဲ့သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့နိုဝင်ဘာလ14ရက်နေ့နေ့လယ်7:45မိနစ်အချိန်မှာရန်ကုန်တိုင်းရန်ကင်းမြို့နယ်ဘောက်ထော်မြရတနာလမ်းမှာနေတဲ့စစ်ကောင်စီကိုထောက်ခံအားပေးနေတဲ့အမှုပညာရှင်အမီကန်မင်းသားရန်အောင်ရဲ့နေအိမ်ကိုဒက်ရှဲရိုတပ်ဖွဲ့ကပြင်းအားပြောတဲ့မိုင်းကိုအသုံးပြုပြီးတော့သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အမှုပညာရှင်အမီကန်ရန်အောင်အနေနဲ့ပြည်သူများကိုနေစဉ်ဒုက္ခပေးနေတဲ့စစ်ကောင်စီကိုထောက်ခံအားပေးနေတဲ့ အမှုပညာရှင်ဖြစ်တဲ့အတွက်ပထမဆုံးအချိန်သတိပေးတဲ့အနေနဲ့နေအိမ်ကိုပြင်အားပြော့တဲ့မိုင်းကိုအသုံးပြုပြီးတော့သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအဲ့ဒီအဖွဲ့ကပြောဆိုထားပါတယ်အလားတူပဲစစ်တပ်နဲ့စစ်ကောင်းဆောင်များကိုထောက်ခံအားပေးနေတဲ့အမှုပညာရှင်ဆိုသူများကိုလည်းသတိပေးလို့ကြောင်းပြောဆိုထားပါတယ်ပြည်သူများအနေနဲ့စစ်ကောင်းစီနဲ့ပတ်သက်တဲ့နေရာများစစ်တပ်ရဲ့ပြူစောထီးများ အယက်ဝတ်စစ်သားများစုဝေးရာနေရာများကိုမသွားကြရန်နဲ့ဝေးဝေးကနေရှောင်ရှားသွားလာပေးကြပါရန် Black Shadow အဖွဲ့ကဆက်လက်ပြီးတော့တတိပေးထားပါရယ်နိုဝင်ဘာလ10ရက်နေ့ကတရုတ်နိုင်ငံမှာမဲကောင်အစည်းအဝေးတက်ရောက်ပြီးတော့ပြန်လာတဲ့အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကိုဒါရိုက်တာဇင်အောင်မောင်မောင်ခန့်စီသူရန်အောင်စိုးမြတ်သူစာမေတန်းတို့မေတင်စာဦးဂျင်းဒီယုံလေးနဲ့ဒိန်းတော်စတဲ့စစ်တပ်ဘတ်တော်သားများကနေပြီးတော့လေစိမ့်မှာတွားရောက်ကြိုးစိုးခဲ့ကြခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့ပေါ်မှာရှိတဲ့ရန်ကင်းမီးပွိုင်မှာပြစ်ခတ်မှုဖြစ်ပွားပြီးတော့စစ်တပ်ဘက်ကလိုက်လံပြစ်ခတ်တဲ့အတော့ပြည်သူတအုပ်တေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်9:00နာရီခွဲကမုံရွာမြို့ကြောက်ကာလန်ရန်ကင်းရပ်ကွက်မှာကင်းဆောင်နေတဲ့ရဲအရာခံဗိုလ်တအုပ်နဲ့ရဲတပ်သားတအုပ်တို့ကိုကောင်းကင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့မုံရွာမြို့နယ်ပလဖအဖွဲ့တို့ကပူးပေါင်းကတိုက်ခတ်ခဲ့ရာတနက်တက်လက်ရရှိခဲ့တယ်လို့ကောင်းကင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။စိုက်ကဲတစည်းကလဲနေတယ် သူတို့ကာနက်စီကပိတ်ရထားတယ်ကျွန်တော်လဲကြောက်လို့လမ်းကြားတွေကိုပြေးဝင်လာရတာလို့အမိမဖော်လို့တဲ့မုံရွာမြို့ကတုကပြောပါတယ်ရန်ကင်းပြီးပွားအနည်းမှရှိတဲ့ဖုန်ကြီးเจ้าမှလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ရောက်ရှိနေတဲ့အချိန်လက်ပစ်ဘုံနဲ့ပြစ်ခတ်ခံရခြင်းဖြစ်ကြောင်းဒေသခံတချို့ကပြောဆိုထားပါတယ်ဒါအပြင်ပြစ်ခတ်မှုအနည်းမှရှိတဲ့ဈေးတွေတအုပ်လဲထိခိုက်မှုရှိခဲ့ပြီးတော့အသက်အန္တရာယ်တော့မစိုးရိမ်ရဘူးလို့ မုံရွာမြို့ကတုံးကပြောပါရယ်စစ်ကောင်စီတပ်ဟာရခင်ကလည်းမုံရွာမြို့ပေါ်မှာမကြာခဏရန်တမ်းပစ်ခတ်မှုများပြုလုပ်လေရှိပြီးတော့ပြည်သူထိခိုက်ဒေဆုံးမှုများလည်းရှိခဲ့တယ်လို့သိရပါရယ်နိုဝင်ဘာလ3ရက်နေ့မနက်ပိုင်းကလည်းမုံရွာမြို့အဝင်တိုးဂိတ်မှာလမ်းကင်းယူရန်ထွက်လာတဲ့စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရပြီးတော့ထိခိုက်ဒေဆုံးမှုတွေရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တိုက်ပွဲ2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့ကနေပြီးတော့2024ခုနှစ်နိုဝင်ဘာလ23ရက်နေ့တနစ်တာအတွဲမှာအများပြည်သူများအုံပြုရာအဓိကအရေးကြီးဆက်သွယ်ရေးဒဏ္ဍာ28ဆင်းကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီဟာ အဲ့ဒီတရားများကိုမိုင်းခွဲဖြက်စီးခြင်းလက်နက်ကြီးများပစ်ခတ်ဖြက်စီးခြင်းနဲ့လေကြောင်းတိုက်ခိုက်ပြီးတော့ဖြက်စီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာအဲ့ဒီတရားများဟာအများပြည်သူများအုံပြုလို့လုံးဝကိုမရရှိတော့ဘူးလို့သိရပါတယ်။မောင်တော်မြို့နယ်ကတရား90ဆင်၊တန်တွဲမြို့နယ်ကတရား80၊တောင်ကုန်းမြို့နယ်ကတရား90ဆင်၊ဘူးတီတောင်မြို့နယ်ကတရား20ဆင်၊စစ်တွေမင်းချောင်းတရား၊ကြောက်တော်ကကစ်ပါနဒီတရား၊မအီမြို့က ကြောက်ကြီးပေါက်ချောင်းတရာရသေးတောင်ပုံနာကျုံကာလန်ဇီဒီပြင်းတရာနဲ့ဂွမ်းမြို့နယ်ကကလပြင်းတရာတို့ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းလက်ပဒန်းမြို့နယ်ညောင်ပင်စင်းရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့ပြည်သူပိုင်နေအိမ်15လုံးကိုမိရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ23ရက်နေ့မှာလက်ပဒန်းမြို့နယ်ညောင်ပင်စင်းရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကြောင်းထိုးဝင်ရောက်ပြီးတော့ပြည်သူပိုင်နေအိမ်15လုံးကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာခြေရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်နေအိမ်များကို ရုတ်တရက်ဝင်ရောက်စီးနေပြီးတော့မိရှုဖြက်စီးခဲ့ခြင်းဖြစ်ပြီးကျေးရွာနေပြည်သူများဖမ်းဆီးခံရမှုရှိမရှိဟုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါဗျ။ပြည်သူတွေဖမ်းဆီးခံရတာရှိမရှိတော့မသိရသေးဘူး။ရုတ်တရက်ကြီးဝင်ရောက်စီးနေပြီးတော့မိရှုသွားတာဘာတိုက်ပွဲမှဖြစ်တာလဲမရှိဘူး။ကျွန်တော်တို့ရွာထဲကိုရောက်တဲ့အချိန်စစ်ခွေးတွေမရှိတော့ဘူး။အကုန်ပြန်ဆုတ်သွားပြီ။ပြည်သူပိုင်နေအိမ်15လုံးကိုစစ်ခွေးတွေမိရှုဖြက်စီးသွားပါတယ်။နေပြည်တော်ရှင်းလင်းရေးတွေကိုကျွန်တော်တို့တွေဇက်တိုက်လှုပ်ဆောင်နေတယ်လို့ရွှေတန်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားများဝင်ရောက်စီးနေခဲ့တဲ့ကျေးရွာအနီးတစ်ဝိုက်ကိုရွှေတန်းမြေပြည်သူ ကာကွယ်တပ်ဖွဲ့လက်ဗဒန်ဂလုံတပ်ဖွဲ့တာယာဝတီခရိုင်383နှစ်ခွဲနှစ်ခွဲသုံးတို့ကပူးပေါင်းပြီးတော့နယ်မြေရှင်းလင်းရေးတွေလှုပ်ဆောင်နေကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်နဲ့မန္တလေးမှာစစ်မှုထမ်းအပတ်စဉ်ခုနှစ်အတွက်လူငယ်အရေးအတွက်ယာနဲ့ချီပြီးတော့စစ်တပ်ကတောင်းခံနေပြီးလိုအပ်ချက်မပြည့်တဲ့အတွက်ပေါ်တာဆွဲဖမ်းဆီးမှုများဇက်တိုက်ဖြစ်ပေါ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်မန္တလေးတိုင်းမဟာအောင်မြေမြို့နယ်မှာစစ်မှုထမ်းအပတ်စဉ်ခုနှစ်အတွက်လူငယ်အယောက်200ဦးရှာဖွေပေးရန်စစ်တပ်ကမြို့နယ်အုပ်ချုပ်ရေးမှုအဖွဲ့နဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့များထံကိုတောင်းခံလာတယ်လို့သိရပါတယ်အခုနိုဝင်ဘာလ14ရက်နေ့အထိကိုစစ်မှုထမ်းအပတ်စဉ်ခုနှစ်အတွက်လိုအပ်တဲ့တပ်သားတွေအရေးအတွက်ပြည့်မီခြင်းမရှိသေးတဲ့အတွက် အမြန်ဆုံးပြည့်မီအောင်ဆောင်ရွက်ပေးရန်စစ်တပ်ကအမိန့်ပေးလာကြောင်းဒေသခံတရေကြီးမြင့်များကပြောဆိုထားပါတယ်မန္တလေးမဟာအောင်မြေမှာအခြေအနေအရန်ကိုဆုံးနေတယ်လူငယ်တွေလမ်းပေါ်မှာတွေ့ရင်လဲညီလေးခဏဆိုပြီးတော့ခေါ်သွားတာစုံစမ်းလို့မရတော့ဘူးစေသမားတွေခြေလက်မတန်တာတွေကယောဂအခြေအနေတော်တော်ဆိုးတဲ့သူတွေရောအကုန်လုံးတင်းကျုံပြီးတော့ကိုပေါ်တာဆွဲနေတယ်စွန့်မှုတန်းအတွက်ဆိုပြီးတော့လူမပြည့်လို့ဆိုပြီးမနှက်ပိုင်းရောညာပိုင်းရောအကုန်လုံးကိုဝင်ဆွဲနေတာမနှက်ပိုင်းကြီးလဲအစင်းဆိုပြီးတော့ဝင်လာပြီးတတ်ဆွဲနေတာပဲ လူငယ်တွေရက်ွက်ထဲမှာမနေရဲလာအောင်ကိုဖြစ်ပြီးတော့ရှောင်နေကြရတယ်လို့မန္တလေးမဟာအောင်မြေကသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။အလားတူပဲမန္တလေးမြို့ချမ်းမြသာစီမြို့နယ်အကွက်668ရက်ွက်မှာကွက်စိတ်မှုစိုးဝင်းဥဆောင်ပြီးတော့ရဲ15ဦးနဲ့ပြူစောတိများကအဲစင်းကိုအကြောင်းပြပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများငွေချေးတတ်နိုင်သူများကိုငွေညှစ်မှုများအကြီးအကျယ်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။ ော်တာဆွဲရင်းနဲ့ငွေရှာငွေရှာရင်းနဲ့တပ်သားတဲ့စုဆောင်မှုများကိုစစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့ရဲနဲ့ပြူစောထီးများကလှုပ်ဆောင်နေကြတယ်လို့သိရပါဗျ။အလားတူပဲနိုဝင်ဘာလ23ရက်နေ့မွန်းလွဲ2နာရီအချိန်မှာရန်ကုန်တိုင်းအင်းစိန်မြို့နယ်ကန်းနာအလဲရက်ကွက်မှာလည်းအုပ်ချုပ်ရေးမှုချစ်ဆန်းကလူငယ်များကိုအတင်းကျပ်ဖမ်းဆီးနေတယ်လို့သိရပါဗျ။ကန်းနာလန်ကလူမိုက်ကျင်ဟုတ်တမ်းမင်းလက်ကိုလက်အပါဝဲလူမိုက်နဲ့ပြူစောတိများကလည်းလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတယ်လို့သိရပါဗျ။စင်းရဲတဲ့လူငယ်လေးတွေကိုပေါ်တာဆွဲတယ်။အင်းစိန်ကန်းနာဈေးမှာဈေးရောက်တဲ့ ပဲပြုတ်တဲ့ရဲ့သားကိုအလုရမယ်ဆိုပြီးတော့စစ်သားစုဆောင်ရေးတပ်ထဲကိုပို့လိုက်တယ်ပဲပြုတ်တဲ့ကငါသားဘယ်မှာလဲလို့မေးတော့မှလာစားပို့လိုက်မယ်မပူနဲ့စစ်သားစုဆောင်ရေးကိုပို့လိုက်ပြီဆိုပြီးတော့ပြောလိုက်တာပဲပြုတ်တဲ့ခမားမှာလမ်းမပေါ်မှာငိုတာလေအခုကအင်းစိတ်ကန်းနာမှာကန်းနာလူမိုက်ကျင်ဟုတ်တမ်းမဲလက် ကိုလက်တုပ်လိုမျိုးလူမိုက်နဲ့ပြူစောထီတွေကြောင့်အလုံးကရန်ကားနေကြတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။စစ်မှုထမ်းရလူငယ်များကိုအတင်းအကျပ်ဖမ်းဆီးနေတဲ့ရက်ကွက်များမှာအင်းစိန်မျိုးနဲ့ဗဒမယာ၊နီလာ၊ကြောက်ချင်ကန်၊ရွှေဦးထောင်းရက်ကွက်များဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်ရန်ကုန်တိုင်းဒဂုံစိတ်ကမ်းမျိုးနဲ့60ရက်ကွက်ကရက်ကွက်အုပ်ချုပ်ရေးမှူးတောင်းထုံးကလူငယ်များကိုစစ်မှုထမ်းရအတွက်မဲနိုင်ရမှာဖြစ်ပြီးတော့60ရက်ကွက်ကလူငယ်150ကျော်စစ်တပ်ကတောင်းခံလာတယ်လို့ပြောဆိုထားပါတယ်။ဒဂုံစိတ်ကမ်း60ရက်ကွက်မှာစစ်မှုထမ်းဖို့လိုက်ပြီးတော့ခေါ်နေကြတယ် ရက်ကွက်လူကြီးဦးတောင်းထွန်းကသူ့ရဲ့သားတွေကိုကြတော့တယောက်မှစစ်သေးကိုမထည့်ဘူး60ရောက်ကမှမေတ္တာနှစ်လန်းအပိုင်း၃ဒပိုင်းလုံးလူငယ်အယောက်150ကျော်ဆင့်မှုထမ်းဖို့အတွက်စည်ရင်တောင်းနေပါတယ်လို့ဒဂုံစိတ်ကမ်းမြို့နယ်ကရက်ကွက်အုပ်ချုပ်ရေးမှူးယုံတရင်အေးမေကပြောဆိုထားပါတယ်အခုဖွင့်လျံပြင်ဆင်နေတဲ့ဆင့်မှုတန်းအပတ်စဉ်ခွနဲ့မှာတတ်သားတဲ့အရေးအတွက်နဲပါနေသေးတဲ့အတွက်တနိုင်ငံလုံးမှာပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပေါ်နေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်း၊နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။